စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကချင်လူလက်ရေးတပ်မတော် KIA ကစစ်ကောက်စီရဲ့ရဟန်းရင်နဲ့လေရင်ငါးစီးကို ပြစ်ချနိုင်ခဲ့ပြီးဖြစ်ပါတယ်။2025ခုနှစ်မေလ20ရက်နေ့မှာ MI17 တဲယူပို့ဆောင်ရေးရဟတ်ရင်စည်းကို KIA နဲ့ပူပေါင်းအဖွဲ့တွေကပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ 2023ခုနှစ်မေလတုန်းကကချင်ပြည်မူမောင်းမြို့နယ်ထဲမှာစစ်ကောင်စီရဲ့တိုက်ခိုက်ရေးရဟယင် MI-35 တစီ2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့တုန်းကလည်းဝိုင်းမော်မြို့နယ်ထဲမှာ MI-17 တဲယူပို့ဆောင်ရေးရဟယင်တစီနဲ့2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကလည်းရှမ်းပြည်မြောက်ပိုင်းကုတ်ခိုင်မှာတိုက်ခိုက်ရေးဂျက်လီရင်တစီတို့ကို ပြစ်ချခဲ့တာဖြစ်ပါတယ်။ မေလ20ရက်နေ့ကပြစ်ချခဲ့တဲ့ရဟယင်နဇီးထဲကရွှေကူမြို့အရှိဘက်တောထဲမှာပြဲကျခဲ့တဲ့ရဟယင်အပေါ်ကနေအလောင်း18လောက်တွေ့ခဲ့တယ်လို့ကချင်လူလက်ရေးအဖွဲ့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ ရဟတ်ရေပြကြခဲ့တဲ့နေရာကို KIE နဲ့ဘူပေါင်းအဖွဲ့တွေကအနေမြင်ရှင်းလင်းရေးလုပ်နေတဲ့ချိန်မှာမီးလောင်နေတဲ့ရုပ်အလားတွေကိုတွေ့ခဲ့တာဖြစ်ပါတယ်။ဒါပြင်မီးလောင်နေတဲ့လက်နက်ငယ်တွေလည်းတွေ့ခဲ့တယ်လို့ဆိုပါတယ်။ဘုံဘော်မျိုးအမှတ်23စစ်စီရေကိုကဲမှုဌာနချုပ်စကခ23ကိုစစ်ကူနဲ့ခင်ရဲရိတ်ခါလာပို့တဲ့ရဟတ်ရင်၃စီးကိုပြစ်ခတ်တိုက်ခိုက်တာမှာနဇီးထိမှန်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီကတော့ရှစ်တန်းကိုထောက်ပို့ပစ္စည်းတွေပို့ပြီးပြတ်ထွက်လာချိန်ဗမော်မျိုးရဲ့အနောက်တောင်ဘက်ကီလိုမီတာ14000အကွာမှာဆက်ချွတ်ရွေးမှုကြောင့်ပြတ်ကျခဲ့တာဖြစ်တယ်လို့လိမ့်လေထုတ်ပြန်ထားပါတယ်။